ခွေးတိုင်းမင်းဘူးမြို့နယ်မန်းရွှေဆက်တော်ဖျားပွဲကိုဇေယျငင်းပို့ဆောင်ပေးမယ်ဆိုကမကွေးမြို့ပေါ်ရက်ွက်တင်မှာအုပ်ချုပ်ရေးမှုတွေကလူလိုက်စုနေပြီးစစ်ကောင်စီလက်အောက်တာဝန်ထမ်းဆောင်ဆဲနန်းစီဒီယမ်နဲ့မိသားစုဝင်တွေကိုလည်းရွှေဆက်တော်ကိုအလှည့်ကျသွားရောက်ဖို့ညွှန်ကြားထားတယ်လို့မြို့ကန်တွေနဲ့နန်းစီဒီယမ်အတိုင်းဝိုင်းထံကသိရပါဗျ။မက်စလာ၁၉ရက်ကစတင်ကချမ်းမေတာယာတိန်ကမြို့ဟောင်းရက်ွက်တွေအပါအဝင်မကွေးမြို့ပေါ်ရက်ွက်တချို့မှာရွှေဆက်တော်ကိုသွားရောက်ဖို့ကားကအခမဲ့နေထိုင်စားသောက်ဇေယျငင်းပို့ဆောင်ပေးမယ်အပြင်နေစားကပါပေးမယ်ဆိုကပြောဆိုစည်းရုံးနေတာလို့ဆိုပါတယ်။ ဂျက်ကွက်တွေထဲမှာလွန်ခဲ့တဲ့200 300ကလေးကလူတွေကိုလိုက်လံစီးအောင်ကကားနဲ့လည်းလိုက်ပို့ပေးမယ်ဈေးစကလည်း9000ပေးမယ်ဆိုပြီးရွှေဆက်တော်ကိုအတင်းခွန်တွေကလွန်ခဲ့တဲ့200ကတဖွဲ့သွားတယ်လို့မကွေးမြို့ကန်မျိုးသားတအူးကမြေလက်အတန်ကိုပြောပါရတယ်။ဒါအပြင်မင်းမှုနဲ့မကွေးခရိုင်နဲ့ကစစ်ကောင်စီလက်အောက်တာဝန်ထမ်းဆောင်တဲ့နန်းစီတီယံဝန်ထမ်းတွေနဲ့မိသားစုဝင်တွေကိုစနေတနင်္ဂနွေရုံးပရက်တွေမှာရွှေဆက်တော်ကိုအလှည့်ကျတွားရောက်ဖို့မကွေးတိုင်းစစ်ကောင်စီဝန်ကြီးချုပ်ကညွှန်ကြားထားတယ်လို့သိရပါရတယ်။အလှည့်ကျတွားဖို့ညွှန်ကြားထားကအခုတစ်ပတ်မှာတော့မင်းဘူးကနန်းစီတီယံတွေအလှည့်ဖြစ်ပြီး ကွေးလည်းမရောက်သေးဘူးလို့မကွေးမျိုးကနန်းစီတရံဝန်ထမ်းတူကလည်းပြောပါဗျ။မန်းရွှေဆက်တော်ဖျားပွဲကိုဖျားဘူးလာရောက်သူတိတိတသာနဲပါနေပြီးရခင်ကတရက်တဲခိုကတိမ့်နဲ့ကြီးပေးဆောင်ရတဲ့တဲချောင်းခါတွေဟာလာရောက်သူမရှိလို့တရက်တပေါင်းချက်ဝန်းကျင်အထိရှော့ချထားတယ်လို့သိရပါဗျ။မန်းရွှေဆက်တော်ဖျားပွဲဟာမင်းဘူးနဲ့ငဖဲမျိုးနဲ့အဆက်ပသိမ်မွန်ရလန်းအနောက်ဘက်ခြမ်းမှာတရှိတာဖြစ်ကဖျားပွဲကိုလာရောက်ရာပသိမ်မွန်ရလန်းပိုင်းနဲ့စလင်းပွင့်ဖြူမျိုးနယ်တွေမှာ ိုက်ပွဲတွေဖြစ်ပွားနေသလိုငပဲမြို့နယ်အမ်ဒန်လမ်းပိုင်းမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတာပါ။ဒါအပြင်စစ်ကောင်စီကပသိမ်မုံရလမ်းပိုင်းကိုအသုံးပြုပြီးရခိုင်ရိုးမနယ်ဒေသတွင်းစစ်ကောင်စီတပ်စခန်းတွေကိုလူလက်နက်ခဲယမ်းအင်အားဖြစ်တင်းတာနဲ့ခရီးသွားကားတွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတာကြောင့်အဆိုပါလမ်းပိုင်းမှာနေရအချိန်မရွေးတိုက်ပွဲတွေဖြစ်ပေါ်လာနိုင်လို့သတိထားသုံးပြုဖို့အထက်မင်းလာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဇန်နဝါရီလအတွင်းမှာတတိပေးထုတ်ပြန်ထားပါတယ်။လက်ရှိမှာမကွေးကနေရွှေဆက်တော်ကိုတွာလာနေတာတချို့ရှိကြောင်း ဇယ်တန်းဆောင်မွေးပွဲဖြေတဲ့ကာလဖြစ်တာကြောင့်မြို့ပေါ် KTV တွေအကုန်ပိတ်ထားရလို့ KTV တွေတစ်ခုပြီးတစ်ခုသူတို့ရဲ့ဝန်ထမ်းတွေကိုလိုက်ပို့ပေးနေပေမဲ့တခြားသူတွေဘယ်သူမှမသွားကြလို့ဒီနှစ်ကရွှေဆက်တော်မကြုံစဘူးပဲလို့ နောက်ထပ်မကွေးမြို့ကန်တအူးကမှတ်ချက်ပြုပါတယ်။မန်းရွှေဆက်တော်ဖျားပွဲကိုနှစ်စဉ်တဘိုရဲလာဇန်9ရက်ဖေဖော်ဝါရီပထမပတ်ကနေမြန်မာနှစ်စန်းတရက်နေ့ဧပြီလ18ရက်နေ့အထိ၃လကန်ကျင်းပတာဖြစ်ပြီးဆက်အနာသိမ်းပြီးနောက်ယခုနှစ်2025ဖျားပွဲကာလဟာလူလာရောက်မှုတိတိတသာနှဲပါနေတယ်လို့သိရပါတယ်။